ကဲအိုးကန်းတဲ့အတွက်နောက်ထပ်ရှုံးလို့မရတဲ့ တပွဲကတော့မနက်ဖြန်နိုဝင်ဘာလ22ရက်နေ့မှာတော့အိုကန်နဲ့ကျွန်တော်ဘလက်သွန်းတို့ရဲ့ဘတ်ဆော့3ပွဲတွေရှိပါရဲ့ဗျ။အကယ်များသာအိုကန်ကတော့ဘလက်သွန်းကိုနိုင်လို့ရှိရင်နောက်တစ်သင်းကိုထပ်ဆော့အောင်မှာဖြစ်ပြီးရရှုံးလို့ရှိရင်တော့ LOD season 3ကနေပြီးတော့ထွက်သွားမှာဖြစ်ပါတယ်။အကယ်များသာကျွန်တော်တို့ကဘလက်သွန်းကိုအိုကန်ကတော့နိုင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နိုဝင်ဘာလ23ရက်နေ့မှာဆော့ကြမယ်။ကျွန်တော် Ryan Esport ပြသက်အကျွန်တော်တို့ D-line ရုံးတို့ကရှုံးတဲ့အသင်းပြီးလို့ရှိရင်ကျွန်တော်တင်းဆဲဘင်းနဲ့ညူဘွန်ရှုံးတဲ့အသင်းအမဆန်ဟောမှာကျွန်တော်ရန်ပွဲတွေကျောင်းဝရန်သားတွေရှိတာ AI ဘောနဲ့ဖဲ့ကွန်ဒီနှစ်သင်းနဲ့ရှုံးတဲ့အသင်းနဲ့ကျွန်တော်အိုးခန်းနဲ့တွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီအဆင့်ကိုနိုင်မှသာလေအိုးခန်းတွေအတွက်ကတော့ကျွန်တော် playoff stage ကိုတက်ရမှာဖြစ်ပါတယ်ဗျ။ကဲ player stage ကလည်း online ချိပါမှာဆိုတော့ကျွန်တော်တို့ ఓ ခန်းနေဖြစ်တဲ့ကျွန်တော်တို့ age တို့ကျွန်တော်တို့ naomi တို့ justin တို့ kit တို့ maybe တို့ d တို့ဟာဒီ player တွေကိုကျွန်တော်တို့တွေအပြင်မှာပြန်ပြီးတော့ တွေ့ရမှာပဲဖြစ်ပါတယ်ဗျ။အာ play off မတက်ဖဲနဲ့ဒါကျွန်တော်တို့ကဒါဒီ switch train နဲ့ဒါကျင်းနေကြမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မြင်နေတဲ့အာဒီ player တွေကိုတော့စင်မြတ်ထက်မှာတော့ပြန်ပြီးမြင်ရမှာမဟုတ်ပါဘူး။ကဲမနက်ပိုင်း November 22ရက်နေ့မှာတော့ Okan နဲ့ Blood Throne တို့ရဲ့ကျွန်တော် Buzzsaw 3ပွဲတင်ရှိရယ်။အာနောက်တစ်ခါထပ်ပြီးပြောရမယ်ဆိုလို့ရှိရင်အဲ့ပွဲကို Okan နဲ့အနေနဲ့နိုင်သွားမယ်ဆိုလို့ရှိရင်နောက်တစ်ဆင့်မှာတွေ့ရမှာတော့ November 23ရက်နေ့မှာရှုံးတဲ့အတင်း3နဲ့ တတင်းတင်းနဲ့တွေ့ရမှာပဲဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော် D Lion နဲ့ Ryan Esport ရှုံးတဲ့အတင်းနဲ့တွေ့မယ်10 7နဲ့နေယူဘုံကနေပြီးတော့ရှုံးတဲ့အတင်းနဲ့တွေ့မယ်နောက်ပြီးတော့ကျွန်တော်ခုနပြောတဲ့အကြောင်းအရာတွေဖြစ်ခဲ့ AI Esport နဲ့ Faircon ီနှစ်တင်းကဘယ်တင်းရှုံးမလဲမသိရှုံးတဲ့အတင်းနဲ့အိုကန်နဲ့တွေ့ရဖို့အတွက်အကျွန်တော်မဲတော့နိုင်ကောင်းမနော်ဘယ်တင်းနဲ့တွေ့ရမလဲတော့ကျွန်တော်မသိသေးပါဘူးဗျာနော်ကဲအိုကန်နဲ့တွေ့ရနောက်ထပ်နှစ်ဆင်းကိုကြော်ဖြတ်ကြအောင်မယ်မနက်ဖန်ဘလက်သွန်းကိုကြော်ဖြတ်မယ်နောက်တစ်ဆင်းမှာဘယ်တင်းနဲ့တွေ့ရမလဲမသိအိုင်အဆင်းနှစ်ဆင်းလုံးကိုကြော်ဖြတ်ပြီးမှသာလဲ play off stage ကိုတက်ရောက်ရမှာပဲဖြစ်ပါတယ်ဗျာကဲညီကိုတို့ရေဒီပွဲတွေကို live stream မကြည့်လိုက်ကားလို့ live stream မကြည့်အားလို့ပြန်ကြည့်ချင်တယ်ဆိုရင်ညီကိုကျွန်တော်ခဏခဏပြောတယ် programmer link ချထားရင်တော့ YouTube channel မှာကျွန်တော်ပြန်တင်ပေးထားတယ်ကျွန်တော် YouTube channel မှာသွားကြည့်လို့ရတယ်နောက်ပြီးတော့ကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးဖို့ကျွန်တော်တောင်းဆိုတဲ့ညီကိုနော်အခုညီတောင်းတဲ့ညီကိုတို့ရေနော်ကျွန်တော်တကယ်ကျွန်တော် YouTube ကိုလည်းကျွန်တော်နည်းနည်းလေးပြန်ပြီးတော့ try နေလို့အာကျွန်တော်အားကြီးကူညီခဲ့ပေးကြအောင်ညီကိုနော်ကျွန်တော်ရဲ့ YouTube channel လေးကျွန်တော်ပြထားတယ်ညီကိုကျွန်တော် YouTube channel လေးကိုထပ်ပြီးပြောမယ် subscribe လုပ်ပေးခဲ့ကြပါအောင်အခုညီတောင်းပါရဲ့ဗျာနော်ကဲကျွန်တော် eSport online ကြောင့်လည်းပြန်လဲတက်ဆက်ပေးနေရအဝေးပဲဖြစ်ပါတယ်